ရအောင်မဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်တို့ warning ကို warning ကိုပေါက်နေတဲ့အမျိုးတွေတော့ဗောနော် warning ကိုဖြစ်နေတဲ့အမျိုးတွေတော့ဗောနော်အဲတကယ်မှကောင်းတဲ့အဲစီဆောင်ကောင်းတဲ့ဖောက်ကိုအပြောက်စီခြင်းနဲ့စီစဉ်လာမြေကဖြစ်ကျွန်တော်လိုက်ရောက်အပြောက်ဝေးပေးရခြင်းဖြစ်ပါတယ်ဗောနော်အဲ warning ကိုပေါက်နေတယ်ဆိုရင်ကျွန်တော်လူသားလူသားထဲမှာအဲတကယ်မှအဆင်မပြေဗောနော်အကိုကိုကိုလည်းယုံကြည်မှုနည်းတာဗောနော်အဲ့လိုဖြစ်နေတဲ့အမျိုးတွေကအဲတကယ်မှကောင်းတဲ့စီဆောင်ကောင်း ကျွန်တော်နှစ်ဖွက်ပေါ့နော်နှစ်ဖွက်တတိကိုကျွန်တော်လာရောက်မျှဝေပေးပါမယ်နှစ်မျိုးတတိကိုကျွန်တော်ပြောပြအဲပြောပြပေးတော့မှာပေါ့နော်နံပါတ်1စင်းနီလေးကတော့ကျွန်တော်တို့ဆွေဖီယုံတီးရဲ့ရွက်ကိုလည်းကျွန်တော်တို့အဲလုတ်ပေးလို့ရတယ်လို့ဆွေဖီယုံတီးရဲ့အညာကိုလည်းကျွန်တော်လုတ်ပေးလို့ရတယ်ပေါ့နော်ကျွန်တော်ပြောပြပေးပါမယ်ဆွေဖီယုံရဲ့ရွက်ကိုကျွန်တော်တို့ပြာချပြီးတော့နော်ပြာချပြီးတော့ကျွန်တော်အုံးကြီးနဲ့ဖြော်ဆက်ပြီးတော့နော်ကျွန်တော်တို့အဲ့တော့အဲ့ဝင်းနှုတ်ပေါက်နေတဲ့ဖြစ်နေတဲ့နေရာကိုကျွန်တော်လင်းပေးမယ်ဆိုရင်လည်း အဲအမြန်ဆုံးတက်တာပြောက်ပြင်းပါတယ်ပေါ့နော်အမြန်ဆုံးနဲ့တက်တာပြောက်ပြင်းပါစေလို့ကျွန်တော်ဆုတောင်းပေးရပါတယ်ပေါ့နော်နောက်တစ်ခုကရွှေဖင်အောင်ရဲ့အညာကိုနော်သူ့ရဲ့အညာကိုကျွန်တော်တို့နေချောက်လမ်းပြီးတော့အဲကျွန်တော်ကြောက်ပြင်းမှာတွေးပြီးတော့လိမ့်ပြီးမယ်ဆိုရင်လဲအဲကျွန်တော်တို့ကောင်းတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီအဲကျွန်တော်တို့ရှိမှခေါ်တာတော့စိတ်နှုတ်ပင်လို့ခေါ်တယ်ပေါ့နော်စိတ်နှုတ်ပင်ဆိုတာကျွန်တော်တို့ကဒီသူ့ရဲ့အပင်လေးကိုအရွက်လေးကိုကျွန်တော် အဲစိတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့အဲနိုးရည်ကြီးအယောင်လေးလိုမျိုးပဲသူတို့ထွက်လာတယ်ပေါ့နော်နိုးနိုးပုံစံမျိုးတွေထွက်လာတယ်အဲတချို့ကြတော့လဲနွားချောင်းသားဆင်းနွားချောင်းသားဆေးပင်လို့လဲခေါ်တယ်ပေါ့နော်နွားချောင်းသားအဲကြွချောင်းသားဆင်းမင်းပင်လာအဲကျွန်တော်ရှိမှခေါ်တာကတော့လဲစိတ်နှုတ်ပင်လို့ပဲခေါ်တယ်ပေါ့နော်အဲ့ဒီပင်လေးကိုကျွန်တော်တို့ကဒီအမင်းကနေဆွဲနှုတ်ပြီးတော့ရေစင်အောင်ဆေးပြီးအချောက်လှမ်းပြီးတော့ကျွန်တော်လှော်ပြီးပေါ့နော်လှော်ပြီးအဲပြာချောင်းအောင်လှော်လှော်ပြီးမှကျွန်တော်ထောင်းလိုက်ထောင်းမှအမှုတ်ဖြစ်သွားပြီဆိုတာ ਨੇ သူ့ကိုကျွန်တော်တို့ကဒီ အဖြစ်တဲ့နေရာကိုလေကျွန်တော်နားအဲနားမှကြက်တဲ့နားကြက်တောင်လေကြက်တောင်မွေးနေကျွန်တော်တို့ကအဲ့ဖြစ်တဲ့နေရာကိုအုံးစီလေးနည်းနည်းထည့်ပြီးတော့အဲ့အုံးစီလေးနဲ့ကျွန်တော်နည်းနည်းရောပြီးရောပြီးအဲ့ဖြစ်တဲ့နေရာကိုကျွန်တော်အဲ့အဲ့ကြက်တောင်မွေးလေးနဲ့ကျွန်တော်တို့တောက်ပြီးတော့လိမ့်ပြမယ်ဆိုရင်လေအမြန်ဆုံးတတ်တာပြောက်ကင်းပါမယ်ပေါ့နော်အမြန်ဆုံးလည်းတတ်တာပြောက်ကင်းကြပါစေလို့ဒီနယ်လေးကျွန်တော်ဆုတောင်းပေးတယ်ပေါ့နော်အကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်နော်နံပါတ်1ဆေးနီလေးရတော့ကျွန်တော်တို့ရွှေဖြုံတီးရဲ့အရွက်ကိုကျွန်တော်တို့က အဲကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအရွက်ကိုကျွန်တော်တို့ကဟိုနေအဲဟိုကျွန်တော်မီးမီးကင်လိုက်လေရတယ်ဗောနော်မီးကင်လိုက်လေရတယ်ဒါမှမဟုတ်လေလှော်လေရတယ်ဗောနော်အရွက်လေးကိုကျွန်တော်တို့ပြာချလိုက်ဗောနော်ပြာချပြီးတော့အဲ့အရွက်လေးကိုပြာချပြီးတော့အမုတ်ဖြစ်အောင်လုပ်လိုက်အဲလုပ်ပြီးဝါပြီးဆိုတာနဲ့ကျွန်တော်တို့ကအုံးစီလေးအနှဲငယ်နဲ့နှစ်ခုရောရောပြီးတော့အဲ့ဒါကိုကျွန်တော်တို့ဖြစ်တဲ့နေရာကိုတုတ်လင်းပြီးဗောနော်နောက်ပြီးတော့ဆွေဖြုံသီးရဲ့အညာကိုလည်းကျွန်တော်တို့က ဆန်စည်းရည်နဲ့ပေါ့နော်ဒီမှာကျွန်တော်ပြောတာလောဝါလို့ပေါ့နော်ဆွေမျိုးသီးရဲ့အညာကိုကျွန်တော်တို့ကဆန်စည်းရည်နဲ့တွေးပြီးတော့လိမ့်ပြီးမယ်ဆိုရင်လည်းအမြန်ဆုံးတက်တာပြောက်ပြီးနေပေါ့နော်နောက်ထပ်စင်းဒီတစ်မျိုးကတော့ကျွန်တော်တို့ကျွန်တော်ရှိမှာတော့စိတ်နှုတ်ပင်လို့ပဲခေါ်တယ်ပေါ့နော်တချို့ကလည်းကြွဲကြောင်းသားစေးမင်းပင်လို့စေးပင်လို့လည်းခေါ်ကြတယ်ပေါ့နော်အမျိုးမျိုးခေါ်ကြပါတယ်ဒါပေမဲ့ဒီပင်လေးကတော့ဒီပင်လေးပါလို့နော်အဲသူ့ရဲ့အပင်လေးကိုကျွန်တော်တို့ကအမြန်နေဆွနှုတ်ပြီးတော့နေဘူး6လှမ်းလှမ်းပြီးသွားပြီဆိုတော့ကျွန်တော်ကလှော့ တော်ပြီးတော့ကျွန်တော်ပြာချပြီးပြာချအမှုတ်ဖြစ်အောင်ကျွန်တော်ကဟိုတော်တော်လေးဥမာ6ကောက်လောက်ပြီးတော့ဥစားဖြစ်အောင်ကျွန်တော်ကင်လိုက်တာနဲ့ကျွေကြအောင်လှော်ထုတ်ပိုက်လှော်ပြီးတဲ့ဆိုတော့ကျွန်တော်ထောင်းထောင်းပြီးလိုက်ဆိုရင်ကျွန်တော်အမှုတ်ဖြစ်ပြီအမှုတ်ဖြစ်ပြီးဆိုရင်ကိုတခါလူးတော့အုံးစီလေးအနှဲငယ်နဲ့အနှဲငယ်လေးပေါ့နော်အုံးစီရဲ့အနှဲငယ်ထည့်ပြီးတော့ရောပြီးတော့ကျွန်တော်တို့စက်တောင်မွေးနဲ့အဲစက်တောင်မွေးတော့တုတ်ပြီးတော့ကိုဒီဖြစ်တဲ့နေရာကိုစက်တောင်မွေးနဲ့တုတ်ပြီးတော့ကျွန်တော်လိမ့်ပြီးမယ်ဆိုရင်လည်း အမြန်ဆုံးမှတတ်တာပြောခွင့်ပါတယ်အမြန်ဆုံးမှလည်းဘယ်ရောက်ကမဆိုအမြန်ဆုံးတတ်တာပြောခွင့်နိုင်ကြပါစေလို့ဒီညလေးကကျွန်တော်စုမကောင်တောင်းပြပါတယ်ဗောနော်အဲကျွန်တော်ရဲ့နောက်လာမယ့် view တွေမှာလည်းအမျိုးတွေရဲ့အနာမျိုး96ပါယောဂတွေနဲ့ပတ်သက်ပြီးအဲကျွန်တော်ဘယ်လိုဆွေးဆောင်ကောင်းမြောက်ယူဆောင်လာပြီးအောင်မလဲဆိုတော့လဲကျွန်တော်ရဲ့ view လေးစောင့်မျှော်ကြည့်ရှုပြီးပါအောင်လို့ဒီညလေးကဖိတ်ခေါ်ချင်ပါတယ်မျိုးရအောင်မဲချမ်းမလို့ချမ်းသာပါစေအနာမျိုးကုသ6ပါးယောဂဒီလည်းကင်းဝင်းနိုင်ကြပါစေခက်ကြီးသုံးပါးမှလည်းကျော်လွှားနိုင်ကြပါစေလို့ကျွန်တော်ထပ်ပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ